အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြန်လဲ share တင်လုပ်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကက်ကက်အသုံးပြုနေအပိုင်းလေးပေါ့နော်အပိုင်းလေးမှာဘယ်လိုမျိုးအကြောင်းအရာလေးတွေ share တင်လုပ်ပေးမလဲဆိုတော့အခုလိုမျိုးပေါ့နော်ကျွန်တော်တို့ reaction video ဖန်တီးခြင်းတာပဲဖြစ်ဖြစ်ကိုဖန်တီးခြင်းတဲ့ video လေးတွေမှာ phone frame လေးတွေနဲ့ scale ကြကြထည့်ခြင်းတာပဲဖြစ်ဖြစ်ပေါ့နော်ဒီနီလာနှစ်ချက်ကိုကျွန်တော် share တင်လုပ်ပေးမယ်ကျွန်တော် reaction video ဖန်တီးတဲ့နေရာမှာလဲအခုလိုမျိုးပေါ့နော်ကိုယ့်ရဲ့ရုပ်မပြပေးခြင်းဘူး အဲ့ဒီလိုမျိုးကတ်တုန်းအဖက်လေးကိုနော်ဘယ်လိုမျိုးထည့်ပြီးတော့အသုံးပြုရမလဲဆိုတာကိုကျွန်တော် sharing လုပ်ပေးချင်ပါတယ်။ Okay ဒီလိုမျိုးလုပ်ဖို့ဆိုရင်လည်းကျွန်တော်ပထမရက်ကပေါ့နော်ဒီလိုမျိုး phone frame green screen လေးတွေကျွန်တော်တင်ပြတာရှိတယ်။အဲ့ဒါလေးတော့ကျွန်တော်ရဲ့မိတ်ဆွေကအယုံဆုံးသွားပြီးတော့ download ဆွဲတယ်ပေါ့နော်။အဲ့ဘယ်နေရာက download ဆွဲပေးရမလဲဆိုတော့အခုတင်ထားတဲ့ page ထဲကိုပဲဝင်လိုက်။အဲ့ဒီဘက် profile ကိုနှိပ် page ထဲမှာကျွန်တော်တင်ပြတာရှိတယ်။အဲ့ဒါမျိုးလေးတွေလည်းတင်ပြတာရှိတယ်။အဲဒီမှာအနီအောင်လေးတွေနဲ့ပေါ့နော်။အဲ့ဒါမျိုးလေးတွေကျွန်တော်တင်ပြတာရှိတယ်။ အဲကျွန်တော်တင်ပေးထားတဲ့နေရာမှာလည်းနီလန်းနန်းလီလန်းနဲ့ကျွန်တော်တင်ပေးထားတယ်အဒီလိုမျိုးဘေးကိုကတ်နေတဲ့ frame တစ်ခုရှိတယ်ဒီလိုမျိုးအလယ်မှာရှိနေတဲ့ frame တစ်ခုရှိတယ်ဗောနော်အဒီဘေးကိုကတ်နေတဲ့ frame ကတော့ဒါကျွန်တော် reaction video ဖန်တီးဖို့အတွက်ဗောနော်ဒီဘက်ဘေးကကိုယ်ကနေရာယူပြီးတော့ဖန်တီးဖို့အတွက်ဒါထည့်ပေးထားတာဗောနော်အဒီနေရာမှာ reaction ပဲဖြစ်ဖြစ်ဒီနစာသားလေးရေးချင်တာပဲဖြစ်ဖြစ်ဗောနော်အခုအသုံးပြုအောင်ဒီလိုမျိုး quality တစ်ခုကျွန်တော်ချန်ဘေးကတ်ပေးထားတာရှိတယ်အဲဒီလိုမျိုးတဲကတော့ကျွန်တော်တို့ဗီဒီယိုဖန်တီးတဲ့နေရာမှာပေါ့နော်ဖရိတ်နေရောထည့်ခြင်းနဲ့စကေးကြကြ အသုံးပြုရအောင်ပေါ့နော်ဒါကျွန်တော်ထည့်ပေးထားတာဒါလေးတွေကိုတော့ကျွန်တော်ရင်းမရှိအရင်ဆုံး download ဆွဲထားအဒီမှာဒါလေးတွေလည်းကျွန်တော်ရင်းမရှိ download ဆွဲထားပေါ့နော်အပို့တယ်ဆိုတာတော့မရှိပါဘူး download ဆွဲထားတာကတော့အကောင်းဆုံးပေါ့နော် okay လိုအပ်တာလေးကိုလည်းကျွန်တော်တနေ့နည်းနည်းပေါ့နော်ဒီလိုမျိုး green screen တွေဖန်တီးပြီးတော့လိုအပ်တဲ့နေရာလေးတွေမှာအသုံးပြုဖို့တော့ပေါ့နော်အကျွန်တော်လည်းအချိန်မဲအားရင်အားသလိုမျိုးဖန်တီးပြီးတော့ဒီပေးလေးမှာကျွန်တော်တင်ပေးမယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်ဒီနေ့ဒါကက်ကက်အသုံးပြုနေအပိုင်းလေးပေါ့နော်အစားလိုက်အောင်အဲ့ဒါဆိုရင်ကျွန်တော်တို့ကက်ကက်တဲ့ကိုကျွန်တော်ဝင်မယ် အကက်ကရဲကိုရောက်မှဆိုရင် new project တစ်ခုကိုနှိမ့်မယ်အဒီနေရာမှာကျွန်တော်ကမဖြစ်မနေဘလူမျိုးចောင်းရပဲဖန်တီးဖန်တီးပေါ့နော်အ background လေးထည့်ပြီးတော့အသုံးပြုတာကတော့ scale အကောင်းဆုံးပေါ့နော် okay ဒါဆိုရင် background ထည့်ဖို့အတွက်တချို့ကြောင့်ဒီနေရာမှာအမဗီဒီယိုလေးရောက်နေတယ်ရှိတယ်ဖိုတိုလေးရောက်နေတယ်ရှိတယ်ပေါ့နော် background ကတော့မိတ်ဆွေကြိုက်တာကိုထည့်အကျွန်တော်ကတော့ background တစ်ခုကျွန်တော်ထည့်လိုက်မယ်ဗျာအ background ကိုအဲဘယ်နေရာကပဲရရပေါ့နော် library တဲ့ကလည်းတွားယူလို့ရတယ်ကြိုက်တာတစ်ခုထည့်လိုက်ကျွန်တော်ထည့်လိုက်မယ်ဗျာ အဲ background ပေါ့နော်ဒါဆိုရင်ကျွန်တော်ရဲ့ background ကိုကျွန်တော်ထည့်လိုက်ပြီပေါ့နည်းနည်းလေးကျွန်တော်ဆွဲလိုက်ပြီပေါ့နော်တာအီးတိုးနေတယ်ဆိုတဲ့အဲနည်းနည်းအသေးစင်ပြီတလောက်လောက်လေးကျွန်တော်ဆွဲလိုက်ပြီပေါ့နော် okay ဒါဆိုရင်ကျွန်တော်က background ရသွားပြီအဲ background ရသွားပြီဆိုဗီဒီယိုတစ်ခုဖန်တီးတော့မှဆွေးနေမဖြစ်မနေရွေးချိုးဆိုတာချိုးရတယ်ဒါဆိုရင်ကျွန်တော်တို့က background ထည့်ထားပြီးရွေးချိုးချိုးမယ်ရွေးချိုးဆိုတော့ဒီအောက်ကဘာကိုဆွဲမယ်ပေါ့ဗျာအဲဒီအောက်ကတောက်ဒီမှာ၄တောက်ပုံလေးရှိတယ်ဒါဆိုရင်အဲ၄တောက်လေးကိုနှိပ်လိုက်အနှိပ်လိုက်ပြီးတော့ဒီနေရာမှာရွေးချိုးကတော့ကျွန်တော်အသုံးပြတဲ့နီလန်းကိုကျွန်တော်ပြပြပေးသွားမယ်နော် โอเคကျွန်တော်ရမိတ်ဆွေကဗီဒီယိုတပုတ်ကိုကွာဖန်တီးတော့မဆိုရင်မိနစ်ကဘယ်လောက်အရှိကိုဖန်တီးမှာလဲအကိုဖန်တီးတာကတော့ကိုသိတာပေါ့နော်โอเคကျွန်တော်ဒီဗီဒီယိုအတိုလေးပေါ့ဗျာဥပမာ10မိနစ်စက္ကန့်60အောက်ဗီဒီယိုဖန်တီးမှာဆိုရင်တော့အဒီမှာ66ဒီ TikTok ပုံလေးနဲ့ကိုသွားမယ်အဗီဒီယိုဗျာ10မိနစ်အောက်ပေါ့ဗျာစက္ကန့်60လို့စက္ကန့်80 80ပေါ့နော်အဲဒီလိုမျိုးဗီဒီယိုတွေဖန်တီးမှာဆိုရင်တော့ဒီ66ပေါ့နော် TikTok ပုံလေးကိုရွေးချယ်ရမယ်အဲကျွန်တော်ရမယ့်ဆိုတာ2မိနစ်3မိနစ်ဗီဒီယိုတွေဖန်တီးမှာကွာ2မိနစ်အထက်ပေါ့နော်ဗီဒီယိုတွေဖန်တီးမှာဆိုရင်တော့ အကျွန်တော်ဖန်တီးတာကတော့ကျွန်တော်ဒီတစ်တစ်ကိုအသုံးပြုတယ်ပေါ့နော်ဒါမိတ်ဆွေကအစင်ပြေတော့ယူအကျွန်တော်ဒါဗီဒီယိုအရှိကိုကျွန်တော်ဖန်တီးမှာဒီနေ့အဲဒါကမိတ်ဆွေရွေးချယ်လိုက်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်က2မိနစ်3မိနစ်ဗီဒီယိုဖန်တီးမှာဖြစ်တဲ့အတော့ဒီဘက်ကတစ်တစ်ကိုကျွန်တော်ယူလိုက်မယ်โอเคတစ်တစ်ကိုယူလိုက်တာဖြစ်တဲ့ဘေးနှစ်ခုကမဲသွားပြီပေါ့နော်အဲပြဿနာမရှိဘူးကျွန်တော်တစ်တစ်ကိုနှိပ်ထားပြီးတော့ဒါကိုအဖော်ကကျွန်တော်ရဲ့ဗီဒီယိုကိုလက်နှစ်ချောင်းနဲ့တွားထိပ်ပြီးတော့အဲကျွန်တော်ဒီလိုမျိုးဖြဲလိုက်မယ်ဒီလိုမျိုးဖြစ်နေကျင်းနေတော့အမဲကုံသွားပေါ့နော်โอเคဒီလိုမျိုးကိုလိုချင်တဲ့ position တော့ယူလိုက်မယ် โอเคရပြီရပြီဆိုရင်ဒါကျွန်တော်အမှန်ချက်လိုက်မယ်ပေါ့ဒါကဗီဒီယိုအရှိန်ဖန်ဒီမှာပေါ့နော်1မိနစ်3မိနစ်ဗီဒီယိုဖန်ဒီမှာဖြစ်တဲ့အတွက်ကျွန်တော်တစ်တစ်ကိုယူတယ်အဲကျွန်တော်ရမိတ်ဆွေက1မိနစ်စက္ကန့်60အောက်ဖန်ဒီမယ်ဆိုရင်ပေါ့နော်အဲဒီဘက်ကတစ်တော့ပုံလေးနဲ့ပေါ့နော်66ကိုရွေးချယ်လိုက်โอเคဒါလောက်ပဲပေါ့နော်အဲဒါဆိုရင် frame ကြောင်းတော့ body ရနားလေသွားပြီပေါ့နော်โอเคဒါဆိုရင်နောက်တစ်ချက်ကျွန်တော်တို့ကဗီဒီယိုဖန်ဒီတော့မယ်အဲဗီဒီယိုဖန်ဒီတဲ့နေရာမှာ reaction ဗီဒီယိုဖန်ဒီမှာလာအဲကိုဖန်ဒီရတဲ့ဗီဒီယိုတွေကိုဖုန်းစကွင်းလေးတွေထည့်ပြီးတော့ပြပေးချင်တာလားပေါ့နော် အနီးတန်းနှိမ့်လေးလမ်းလုံးကိုပြပေးမယ်။ Okay ဒါဆိုရင်နံပါတ်၁ဒါကျွန်တော်တို့အဲဒီမှာအဲပန်တီးတဲ့နီးလမ်းကိုဒီမှာပျော်ရင်းနေပဲကျွန်တော်ပြသွားမယ်ပေါ့နော်။ Okay ဒါဆိုရင် over lay ကိုတစ်ချက်နှိမ့်မယ်။ over lay ကိုနှိမ့်ပြီးတော့ဒီမှာအပေါင်း black ကိုတစ်ချက်နှိမ့်မယ်။အနှိမ့်ပြီးတော့ဒီဘက်ကဖိုတိုတဲ့ရောက်နေဒါဆိုရင်ဗီဒီယိုပန်တီးတော့မှာဖြစ်တဲ့အတွက်ဗီဒီယိုဘက်ကိုတစ်ချက်လာမယ်။အဲဒီနေရာမှာဘယ်ဗီဒီယိုပန်တီးမှလဲပေါ့နော်။အဲကျွန်တော်ဒါလေးပဲကျွန်တော်ထည့်လိုက်မယ်နော်။ Okay ဒါလေးတစ်ခုကျွန်တော်ထည့်လိုက်မယ်။ Okay ဒါဆိုရင်ကျွန်တော်ဖန်တီးမဲ့ဗီဒီယိုပေါ့နော်။ Okay ဖန်တီးတဲ့နေရာမှာဒီထည့်လေးကိုညီအောင်ထားတာနော်။ Okay ဒါဒီလိုမျိုးကြီးကြံနေခဲ့တဲ့တယ်။ โอเคဒါဆိုရင်ဒီဗီဒီယိုဖန်တီးမှာဖန်တီးမှာဖြစ်တဲ့တွေကျွန်တော်တို့ကအကူပြသလိုမျိုးဖုန်းဖိန်လေးတွေကိုသူ့ထည့်ထားခြင်းတာလုံးဝစကေးချက်ချက်ထည့်ထားခြင်းတာပေါ့နော်โอเคဒါဆိုရင်ဒီထိတ်လေးကိုညီအောင်ဒီလိုမျိုးအတော့ရှိတယ်မဖြစ်နေစေနဲ့နော်အဲဒီလိုမျိုးနှမ်းနေအောင်ဆွဲထားမယ်ဆွဲထားပြီးတော့ဒီအောက်ကဘားလေးမှာဘေးကိုထိလိုက်ပေါ့ဗျာအဲဒီလိုမျိုးအမဲကွက်လေးကိုထိလိုက်ရတယ်ဖုန်းရဲ့ဘက်ကီးကိုထိလိုက်ရတယ်ဘေးလေးကိုထိလိုက်လိုက်ရတယ်ဒီလိုမျိုးလေးထပ်ပေါ်သွားမယ်အပေါ်သွားမယ်ဆိုရင်အဲ့ဒီအပေါင်းလေးကိုတစ်ချက်နှိပ်မယ်အပေါင်းပေါ်ဆိုအိုဘာလေးကိုနှိပ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ဖန်တီးထားတဲ့ဖိန်လေးတွေကိုကျွန်တော်တို့အသုံးပြုမယ် ဲဒါဆိုရင်ဒီမှာဘုတူဆိုတာရှိတယ်အဲဓာတ်ပုံပဲကဓာတ်ပုံလည်းရှိတယ်ဘုတူနဲ့လည်းရှိတယ်ဗီဒီယိုနဲ့လည်းရှိတယ်နောက်ရကျရင်ကျွန်တော်ဗီဒီယိုတွက်ထပ်ပြီးတော့ပြပေးမယ်ပေါ့နော်ဒါကဒီနေ့ဘုတူနဲ့သွားမယ်โอเคဒါဆိုရင်ဒီ frame ကကျွန်တော်ရမ်းချက်ကဘယ်ဥသောကိုကြိုက်ထားလဲကျွန်တော်တင်မိတာလည်းရှိတယ်မစ်အရှင်ပြေတာကိုယူပေါ့နော်အထာမျိုးလေးတွေကြိုက်ထားလားဒါမျိုးကျွန်တော်တော့ find တာလည်းရှိတယ်ပေါ့နော်ကျွန်တော်ရင်းမရှိတဲ့တင်ပြရတာရှိတယ်ဒီမှာဝင်းမီဒေါင်းလို့ဆွဲလိုက်ပါเนาะအာโอเคဒါဆိုရင်ကျွန်တော်အဒါလေးတစ်ခုကျွန်တော်ပြပေးလိုက်မယ်เนาะအဒါလေးနဲ့ကျွန်တော်ထည့်လိုက်မယ်ထည့်ပြီးတော့အဲဒီ ADD တွေကိုတစ်ချက်နှိပ်လိုက်မယ်โอเคဒါဆိုရင်ဒီလိုမျိုးထည့်လိုက် ထဲလိုက်ပြီမဲ့လေကျွန်တော်ကနည်းနည်းငယ်နေတယ်ပေါ့နော်နည်းနည်းငယ်နေတယ်ဆိုရင်လက်လေးနဲ့နည်းနည်းလေးသွားကြည့်တယ်ပေါ့နော်ကွက်တီလေးကွက်ပြတ်ချိန်ပြီးလဲပေါ့နော်အဲโอเคဒီလိုမျိုးလေးကွက်တီလေးချိန်ပြီးလိုက်အဲကွက်တီလေးချိန်ပြီးလဲရောက်ပြီရပြီဆိုရင်ကျွန်တော်နည်းနည်းလေးကျွန်တော်ဆွဲလိုက်မယ်ဗျာအဲဒီလိုမျိုးလေးပေါ့နော်ဆွဲလိုက်ပြီးတော့ဒါဆိုရင်ဒီဗီဒီယိုကပျောက်နေတယ်ကိုကျွန်တော်ရဲ့ frame ကအပေါ်ကအုပ်သွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော်ရဲ့ frame ကိုကျွန်တော်ဖြတ်လိုက်မယ်အဲဒီအစိမ်းကိုဖြောက်လိုက်မယ်ပေါ့ဗျာအဲဒီလိုမျိုး frame ကလည်းမိတ်ဆွေကျိုင်းနေတဲ့လိုမျိုးကိုစကေးကောင်းရင်ကောင်းမယ်လို့ချိန်လို့ရတယ်ပေါ့နော်အဲကျွန်တော်လည်းအဲတင်ပေးမယ် ျွန်တော်ရဲ့မိတ်ဆွေတွေတဲ့ကျွန်တော်မိတ်ဆွေလိုချင်တဲ့ frame size ကိုကျွန်တော်ကိုပြောအဲကျွန်တော်လည်း edit လုပ်ပြီးတော့တင်ပေးမယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့အခုထည့်လိုက်တဲ့ frame ကိုလက်လက်ရင်းနဲ့တစ်ချက်ထိမယ်ထိပြီးတော့ဒီအောက်ဘားလေးကိုကျွန်တော်တို့ဒီအခုထည့်လိုက်တဲ့ frame ကိုထိနော်အဲကျွန်တော်တို့အောက်ကဗီဒီယိုပြန်ပေါ်ချင်တာဖြစ်တဲ့အတွက်အခုထည့်ထားတဲ့ frame ကိုထိမယ်အစိမ်းအောင်တဲ့ frame ကိုပေါ့နော်ထိပြီးတော့ဒီအောက်ကဘားကိုကျွန်တော်တို့ဆွဲမယ်အဲဒီနေရာမှာတချို့ကျတော့အဲဒီလိုမျိုးလူကောင်းပုံလေးနဲ့ရှိတယ်ဗျအဲ့တချို့က background remove တချို့က remove background ပေါ့နော်တကူနဲ့တော့တယောက်နဲ့တော့စာသားတွေကမတူဘူး အကက်ကဘာရှင်းနေမတူတဲ့အတွက်ပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်ကဒီမှာလူကောင်းပုံလေးနဲ့ရှိတယ်။အဲ့ဒီနေရာလေးကိုနှိမ့်လိုက်မယ်။အနှိမ့်လိုက်ပြီးတော့ကျွန်တော်တို့ကဒီအစိမ်းရောင်လောက်ပဲဖျောက်ချင်။စိမ်းရောင်လောက်ဖျောက်ချင်လာဆိုတော့ key နဲ့ဖျောက်မှရမယ်။ဒါဆိုရင်ဒီဘက်မှာဒီမှာ chrome မှာ key ပေါ့နော်။ key လို့ရှိတယ်နော်။အဲ့ဒီ key ဆိုတဲ့နေရာလေးကိုတစ်ချက်နှိမ့်လိုက်။နှိမ့်လိုက်ရင်ဒီလိုမျိုး၄ချောင်းကျလာတယ်။တချို့ကျတော့လည်းအဲဒီလိုမျိုး၂ချောင်းပဲပေါ့ဗျ။ဘာရှင်းတစ်ချောင်းနဲ့တောင်းနဲ့မတူဘူးပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်မေးချင်ကျွန်တော်များလေးကိုတစ်ချက်ကြည့်။အဒါလေးကိုလိုက်ကစားလိုက်အစိမ့်ကွက်လေးမှာတွားကစားလိုက်โอเคဒီလိုမျိုးလေးပေါ်သွားပြီတို့လားအဲတွားကစားလိုက်တာနဲ့အောက်ကပုံကပေါ်လာပြီဗောနော โอเคဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီအောက်ကကီးလေးတွေနဲ့လေအဒါလေးတွေနဲ့အရွေးလုတ်ပြီးတော့ဗောနော်အဲထက်ထက်ပြီးတော့ဒါမျိုးဆိုရင်နောက်ကရောက်ရင်ဒီပေါ်သွားတာလို့အဲကီးလေးနဲ့ရှော့တာအစိမ်းရောတော့ဖျောက်ချင်တာလို့ဗောနော်ဒါကတော့ကျွန်တော်ရဲ့ဒီကိုယ့်ရဲ့မျက်လုံးလေးနဲ့တေးတေးချာချာလေးကြည့်ပြီးတော့ဒီမှာမှာအချက်လုတ်ဗောနော်โอเคအဲလိုမျိုးလှလှလေးဗောနော်အစိမ်းရောလေးပျောက်သွားအောင်လောက်ကိုအချက်လုတ်လိုက်မယ်လုတ်လိုက်ရင်အောက်ကရုပ်လုံးကပေါ်လာပြီဗောနော်အဲပေါ်လာပြီဆိုရင်ဒါကျွန်တော်အမှန်ချစ်ပေးလိုက်မယ်โอเคအမှန်ချစ်လိုက်ပြီမယ်လေတိတ်ပြီးတော့ဒီမှာဒီမှာဒီဘေးလေးမှာတေးချာကြည့် အဲ့ဒီလိုမျိုးဟိုနာကပိုဒီနာကထွက်အဲ့ဒီလိုမျိုးမဖြစ်စေဘူး။ဖုံးပေါက်နေမှာလုံးဝကွက်တိကြောင်းကျွန်တော်တို့ကထည့်ပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်တို့ကွက်တိထည့်ကြောင်းထည့်ဖို့အတွက်ဒီရောက်ကတန်းလေးလေးကိုကြည့်နည်းနည်းလေးတူနေတယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော်ရမ်းစကားဒီမှာအဲ့သူဒီကိုဖန်ဒီမဲ့ဗီဒီယိုလက်နဲ့လာထိတယ်အောက်တိုင်းလေးမှာပေါ်နေတယ်။ Okay ထိလိုက်ထိလိုက်ပြီဒီလိုမျိုးလေဓမ္မလည်းမြင်နေတာပေါ့နော်။ဒီအဖြူကွက်နဲ့လွတ်နေတယ်။ဒါဆိုရင်ကျွန်တော်တို့ကအပေါ်လေးနည်းနည်းလေးတိုးတင်ပေးလိုက်အဲ့ဒါလောက်ပဲ။အဲ့ဒါလေးကလည်းအချင်းကျယ်လုပ်လို့ရတယ်နော်။အဲ့အချင်းကျယ်ဖုံးကိုလည်းကွက်ဒီမှာ အဲကြိုက်တဲ့လိုမျိုးလုပ်လို့ရတယ်နော်အဲဒါလိုမျိုးကြိုက်တဲ့လိုမျိုးအကျက်လုပ်မယ်သူရဲ့6ရောက်ကလည်းသူကတက်တော့ကစားတာနည်းနည်းကက်တယ်ပေါ့နော်အဲဒီလိုမျိုးတွေတကူလုံးပေါ်အောင်โอเคဒါဆိုရင်ရပြီရပြီဆိုရင်ကျွန်တော်တစ်ချက်ဖွင့်ကြည့်တယ်โอเคအဲဒီလိုမျိုးလုံးဝကွက်တီးကြားရမယ်နော်လုံးဝစကေးကြားရမယ်နော်အဲကျွန်တော်ရဲ့ဗီဒီယိုတွေကြီးပြီးတော့ဟိုနေရာကပို့ဒီနေရာကထွက်အောင်တော့မဖန်သေးပါနဲ့နော်အဲဒီမှာကျက်လုံးဝစကေးကြားရမယ်လုံးဝပလိုကြားရမယ်အဲဒါကတော့အဒီနီလမ်းပေါ်ဒါကတော့ကျွန်တော်ကတော့ နမူနာပြပေးတာเนาะကျွန်တော်ရဲ့မရှိကကိုဖန်တီးထားတဲ့ဗီဒီယိုလေးတွေကိုထည့်ပြီးတော့အသုံးပြုခြင်းနဲ့ဆိုရင်ဒီတိုင်းအသုံးပြုဒါကတော့လုံးဝ100%လုံးဝ scale ချအောင်ထည့်တဲ့နည်းလမ်းဖြစ်တယ်ဒီလိုမျိုး frame တွေကိုဘယ်နေရာကရှာရမလဲဆိုတော့ဘယ်နေရာမှမရှာနဲ့ကျွန်တော်ရဲ့ပြင်မှာပဲတင်ပြမိမယ်ဘယ်နေရာမှမလည်းမရှိဘူးဒီလိုမျိုး frame တွေကဒါကျွန်တော်ရဲ့စိတ်ကြိုက်ကျွန်တော်ဖန်တီးထားတာပေါ့နော် okay အဲဒါဆိုရင်တော့ဒီနည်းလမ်းကဒါကျွန်တော်ရဲ့မရှိအဲသဘောပေါက်သွားပြီပေါ့နော် okay ဒါဆိုရင်နောက်တစ်ချက်ကျွန်တော်ပြန်ပြပေးမယ်အဲဒါလို့ဆိုရင်ကျွန်တော်ရဲ့မရှိသဘောပေါက်ပြီနော် အသဘောပေါက်မယ်ဒါဆိုရင်ကျွန်တော်ဒီ frame ကိုကျွန်တော်ပြန်ဖြတ်လိုက်မယ် reaction video ဖန်ရေးတဲ့ design ကိုနောက်တစ်ချက်ဖြတ်ပြပေးမယ်နော်ဒါဆိုရင်အခုထည့်ထားတဲ့ frame ကဒီလိုမျိုးတီးတဲ့အလဲကောင်မှနေတဲ့အတွက်ပေါ့နော်ဒါအလဲကောင် frame ပေါ့နော်ဒါကိုကျွန်တော် frame ကိုပြန်ဖြတ်လိုက်မယ်ဖြတ်လိုက်ပြီးတော့ဒါတော့ဒီထိတ်အညီအောင်ဆွဲထားပေါ့နော်နောက်တစ်ချက်ထပ်ပြမယ်ဒီဒီထိတ်လေးကိုညီအောင်ဆွဲထားမယ် reaction video ဖန်တီးချင်တာကိုအဒီလိုမျိုးဖုန်းထဲမှာလည်းသူ့ထည့်ထားမယ်ဖုန်းထဲမှာထည့်ထားကျင်တာပဲဖြစ်မထည့်ထားကျင်တာပဲဖြစ်ပေါ့နော်ဥပမာဒီလိုမျိုးလဲလေအဲဒါဗီဒီယိုဒီမှာကျွန်တော်ပြပေးတာရှိပါတယ်။ဒီနေရာကယူသွားတာလည်းရှိတယ်။ ဒါမှမဟုတ်ကျွန်တော်ကဖုန်းပရိနေမှာသူ့ကိုထည့်ထားမယ်အကိုရှေ့မှာပြသလိုမျိုးပေါ့နော်အကျွန်တော်တို့ကဘေးနားကနေမှာအဲဘယ်လိုမျိုးလုပ်မလဲโอเคဒါဆိုရင်ဒီထိတ်ကိုတော့ညီအောင်ဆွဲတာဆွဲလိုက်တော့ဘေးကိုနှိပ်အဒီနေရာမှာအပေါင်းဘလက်ကိုနှိပ်အပေါင်းဘလက်မို့ over လေးဆိုတော့ over လေးကိုနှိပ်ပေါ့နော်အဲခုနကဖက်ကားထောင်းကိုတွားယူမယ်အကျွန်တော်တို့အဲကျွန်တော်ဘေးကိုကတ်ထားတဲ့ဟာကတော့လူရရှင်ဘော့တော့ပေါ့နော်ဒီလိုမျိုးအလေတွေကတော့ဒီလိုမျိုးပေါ့နော်အချက်ကြည့်ဒီမှာဘေးကိုကတ်ထားတာဆိုရင်ဒါလူရရှင်ဗီဒီယိုဖန်တီးဖို့အဒီလိုမျိုးတဲ့အလေမှာဆိုရင်တော့ဒါအခုလိုမျိုးကိုဖန်တီးရတဲ့ဗီဒီယိုပြဖို့တော့ပေါ့နော် ဒါဆိုရင်ကျွန်တော်ဘေးကိုကတ်ထားတဲ့ဗီဒီယိုဘုတ်အဖရိမ်ကိုကျွန်တော်ယူမယ်အတန်လန်းတဲ့ကိုကျွန်တော်ထည့်လိုက်မယ်အဲသူ့ကိုလည်းထိုးနေသူပဲကျွန်တော်ရဲ့ဖြစ်ကအဒီမှာလွတ်နေတယ်လက်လေးနှချောင်းနဲ့နည်းနည်းသွားပြီးတော့ခြေလိုက်မယ်အဲဒါဆိုရင်ဒီလိုမျိုးရသွားပြီအဲရသွားပြီဆိုရင်နည်းနည်းလေးဆွဲလိုက်အောင်မယ်ပေါ့နော်โอเคဒါဆိုရင်ဒီလိုမျိုးရသွားပြီဒါဆိုရင်သူ့ကိုလည်းထိုးသူပဲကျွန်တော်တို့က background ဒီအစိမ်းကိုဖျောက်လိုက်မယ်အဲဒါဆိုရင်အခုထည့်လိုက်တဲ့ဖိန်ကိုတစ်ချက်ထိမယ်အထိပြီးတော့ဒီအောက်ကဘားကဆွဲမယ်အခုံမာကီးပေါ့နော်အဲ remove bg ပေါ့နော် bg ဘမှုအတူတူပဲဗောနော်အဲဒါဆိုရင်အဲ့ဒီလူကောင်းပုံလေးနဲ့ချက်နှိမ့်မယ်နှိမ့်ပြီးတော့ဒီဘက်က chroma key ကို key ကိုနှိမ့်မယ်ဗောနော်ကျွန်တော်တို့အယောင်တစ်ခုလည်းဖြောက်ချင်တာဖြစ်တော့တယ် key ကိုနှိမ့်မယ်ဒါဆိုရင်ဒီပြက်မဲ့လေးကအစိမ်းလေးပေါ်သွားတင်လိုက် auto ပျောက်သွားပြီဗောနော်အဲမပျောက်သေးဘူးထင်တယ်ဒါဒီအောက်ကအချက်လေးတွေနဲ့နည်းနည်းလေးအရွေလေးလဲလို့လဲဗောနော် okay ဒါဆိုရင်အမှန်ချက်လိုက်မြင်သွားပြီလား okay သူ့ကိုလည်းထိုးသူပဲဒီမှာဒါဆိုရင်လွတ်နေတယ်ဗောနော်အဲလွတ်လို့မရဘူးကျွန်တော်တို့ကသူ့ကိုကွက်တိထဲမယ်ထဲမှဆိုရင်အဲတန်လန်းကနေပြီးတော့သူ့ရဲ့တန်လန်းကသူ့ပုံဗီဒီယိုထိမယ် ပြီးတော့ဒီနေရာမှာကျွန်တော်ရဲ့မရှိကကိုယ့်ရဲ့စိတ်ကြိုက်အကျက်သွားလို့လိုက်မယ်။ Okay အလဲ position လေးကြကြလေးပေါ့နော်။အဲသူ့ကိုလည်းအလဲ position ကြကြလေးကိုဒါဖန်တီးပေးပါ။အဲနည်းနည်းလေးတော့ဗီဒီယိုအတင်းတင်းကတော့စိတ်ရှည်ဖို့လိုတာပေါ့နော်။ Okay ဒီလိုမျိုးလေးဖန်တီးမယ်။ Okay ဒါဆိုရင်တော့အဲဒီတိုင်းရသွားပြီပေါ့နော်။အဲဒါဆိုရင်ကျွန်တော်တစ်ချက်ဖွင့်ကြည့်လိုက်မယ်။အဲလုံးဝသူ့ကဘေးမှာအော်တိုညင်သွားပြီပေါ့နော်။လုံးဝကွက်တီးပိုးတာလိုတာကိုလုံးဝမရှိတော့ဘူးဗျာ။ ါဆိုရင်တရားပါစင်းသေးကြပါဒါဆိုရင်အကိုအရှိမပြသလိုရီအရှင်းပြီးတော့ထည့်မယ်ကျွန်တော်တို့ကဘေးနားကထိုင်ပြောမယ်ပေါ့နော်ဒါဆိုရင်ဒီအကွက်ကကျွန်တော်ခြံပေးထားတာဘေးနားကထိုင်ပြောဖို့အတွက်ပေါ့နော်အဲဒီနေရာမှာလဲနီလန်ကတော့ကျွန်တော်ရေးမရှိဘူးဗီဒီယိုတော့ရှင်းသွားမယ်နော်ကျွန်တော်အသေးစိတ်ပြပေးမယ်အဲဒါဆိုရင်နောက်ထပ်ဒီမှာအပေါင်းဘလက်ကိုနှိပ်မယ်နှိပ်ပြီးတော့အဲဒီနေရာမှာဗီဒီယိုရင်ထည့်မယ်ဗျာအဲဒီမှာဗီဒီယိုလာမယ်လာပြီးတော့ဒီနေရာမှာဘယ်ဗီဒီယိုထည့်မှာလဲကျွန်တော်မှလည်းရိုက်ထားတဲ့ဗီဒီယိုမရှိဘူးဗျာ အဲ့မရှိတဲ့ကျွန်တော်ရှိတာပဲကျွန်တော်ထည့်လိုက်မယ်နော်အဲ့ဒီဗီဒီယိုကျွန်တော်ထည့်လိုက်မယ်ဗျာโอเคဒါဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုရသွားပြီဒါဆိုရင်ကျွန်တော်ကဒီတိုင်းပြောချင်တာလားဒီတိုင်းပြောမယ်ဆိုလဲဒါလူရှင်ကရပြီပေါ့နော်အဲ့ခုပြောချင်တာကျွန်တော်ကျွန်တော်ရဲ့ဗီဒီယိုအတန်ကိုကျွန်တော်ပိတ်လိုက်မယ်ပေါ့ဗျာအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီတိုင်း reaction တပုတ်ကိုဖန်တီးလို့ရပြီဒါအသေးကြီးရတော့ message chat တွေမျိုးဖန်တီးပေါ့နော်အဒီတိုင်းမလုတ်ချင်ဘူးအခုအရှိမပြလာတာအဝိုင်းလေးပေါ့နော်โอเคအဝိုင်းလေးကိုအသုံးပြချင်တာဘယ်လိုမျိုးအသုံးပြမလဲโอเคဒါဆိုရင်ကျွန်တော်ရဲ့ message ကအခုတက်ကိုယ့်ရဲ့ video timeline ကိုထိတာ ထိထားပြီးတော့ဒီအောက်ကဘာကိုဆွဲမယ်ဆွဲပြီးတော့သူ့ကိုကြတော့ဒီနေရာမှာမတ်သုံးရမယ်မြင်အဲဒီဘက်ဘေးလေးကိုဆွဲလိုက်မှာမတ်ဆိုတာရှိတယ်ဗောနော်အဲ့ဒီမတ်ဆိုတာကိုတစ်ချက်နှိပ်အဲနှိပ်ပြီးတော့ကျွန်တော်တို့ကလေးတော့အဝိုင်းကြိုက်တာဗောနော်အဝိုင်းဆိုတော့အဝိုင်းနဲ့ကျွန်တော်ပြပါမိမယ်အဲဒါဆိုရင်အဝိုင်းကိုကျွန်တော်တစ်ချက်နှိပ်မယ်နှိပ်လိုက်တာနဲ့ဒီလိုမျိုးလေးဖြစ်သွားတယ်ဒါဆိုရင်ဒါလေးတွေကလည်းဆွဲလို့ရတယ်လက်နှချောင်းလေးနဲ့လည်းဒီလိုမျိုးအချင်းကျဲသွားဖြဲလို့ရတယ်အဲဒီလိုမျိုးလေးဗောနော်အဝိုင်းလေးလက်နှချောင်းလေးနဲ့ကျင်းကျဲသွားဖြဲလို့ရတယ်ဒါဆိုရင်ဒီလိုမျိုးလေးဖြဲတဲ့ ဖြဲလိုက်ရင်ကျွန်တော်တစ်ချက်ပြပေးမယ်ဒီနေရာမှာဘီလိုရိုက်တဲ့နေရာလဲစကေးပါပါသွားရအောင်ပေါ့နော်ဖြဲလိုက်ရင်ဒီမှာကျွန်တော်ကဒီမှာဒီတောက်လေးတွေကဒီကျွန်တော်ရဲ့အဝိုင်းထဲမှာဒီဒီဘေးနားကလွတ်သွားတယ်ဘာကြောင့်လွတ်သွားတာလဲဆိုတော့ကျွန်တော်တို့ဗီဒီယိုရိုက်တဲ့နေရာမှာကိုယ့်ကိုယ်ကိုပြန်ရိုက်တဲ့နေရာမှာပေါ့နော်ဖုန်းကိုအနည်းဆုံးလက်တလံကွာလောက်မှာထားပြီးတော့ရိုက်အဲဒီလိုမျိုးကျွန်တော်ကိုယ့်ရဲ့ပခုံးနှစ်ဖက်ပါပေါင်ရိုက်ဒါဆိုရင်တော့ဗီဒီယိုရေရှင်လောက်တာကလှတယ်ဒါကတော့ဒီအခုဒီဗီဒီယိုကတော့ကျွန်တော်ကဖုန်းယူကင်ပြီးတော့နားကပ်ပြောရတာဖြစ်တဲ့အတွက်ပခုံးကြီးပြတ်နေတာပေါ့နော်အဲသဘောပေါက်ပြီနော် အပေတို့ရိုက်ရင်တော့လက်တလန်လောက်ပါရိုက်ဒါဆိုရင်တော့အကုန်လုံးကိုယ့်ရဲ့ပကုန်းတွေပါပါအောင်ပေါ့နော်ကျွန်တော်ကပုံမပါဘူးဒါဆိုရင်တော့အဆင်ပြေအောင်ကျွန်တော်ကထည့်လိုက်ပြီဗျအဲပကုန်းပါဝင်သွားအောင်ပြီးရင်မျက်နှာတက်တဲတော့ချိန်နေမယ်အဲဒီလိုမျိုးလေးပေါ့နော်โอเคဒါဆိုရင်โอเคပြီလားโอเคပြီဆိုရင်ဒါအမှန်ချိန်ပြလိုက်အမှန်ချိန်ပြလိုက်ရရပြီအရပြီဆိုရင်ဒီဗီဒီယိုကနည်းနည်းကိုယ့်ရဲ့ဗီဒီယိုနည်းနည်းငယ်နေတာလက်လေးနဲ့ဒီလိုမျိုးသွားပြီးတော့အသေးကြီးလုပ်လိုက်ရတယ်ကိုထားချင်တဲ့နေရာမှာထားမယ်ဗျအဲဒီနေရာမှာထားမယ်ဆိုတော့ဒီနေရာမှာโอเคနည်းနည်းလေးကြီးသွားလားအဲโอเคဒီတိုင်းလေးထားမယ် အထားပြီးတော့ဒါဆိုရင်ကျွန်တော်ဖွင့်ကြည့်လိုက်မယ်။ဒါဆိုရင်ကျွန်တော်တို့ reaction video ဖန်တီးတဲ့နေရာမှာဒီအနေထားနဲ့ပေါ့နော်။ဒါ live ပြောလို့ရသွားပြီ။ Okay ဒီတိုင်းကတ်ရတယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော်ကဒီတိုင်းရအခုကမလှသေးဘူး။ကျွန်တော်ကကျွန်တော်ရဲ့ video မှာပေါ့နော်။ဘောင်လေးတွေအဝိုင်းလေးတွေပေါ့ဗျာ။အခုပြဆိုမျိုးထည့်ချင်တာဘယ်လိုမျိုးထည့်မလဲ။ Okay နောက်တနည်းထည့်ပြပေးမယ်။ဒါဆိုရင်ဒီတိုင်းလည်းညီအောင်ထားမယ်။အထားပြီးတော့ဒီမှာအပေါင်းဘလက်လေးရှိတယ်။အဲ့ဒီနေရာကိုတစ်ချက်ထည့်ထည့်မယ်။အဲပြီးတော့ကျွန်တော်တို့ကနောက်ခံပေါ်တော့ဗီဒီယိုဆိုရှိတဲ့ဆိုတော့ဗီဒီယိုနဲ့ပေါ့နော်ဗီဒီယိုအတွက်လည်းကျွန်တော်လုပ်ပေးမယ် အဖို့တော်တော်လည်းလုပ်ပေးမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီဘက်မှာဖို့တိုဆိုတာလေးရှိတယ်အဲဒီမှာဒီလိုမျိုးဝိုင်းလေးတွေလည်းကျွန်တော်ဖန်တီးပြီးတော့ချပေးမယ်ပေါ့နော်အတင်တော့မတင်ပေးရသေးဘူးဒါပေမဲ့ကျွန်တော်တင်ပေးမယ်ဒီပေးမှာဒါပြီးတာနဲ့ကျွန်တော်တင်ပေးမယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်မှာကတော့အဝိုင်းလေးကဒီတော့ပဲရှိတယ်ပေါ့နော်โอเคဘယ်လိုပဲဖြစ်ဖြစ်ရှေ့တော့လေးနဲ့ပဲကျွန်တော်ပြပေးမယ်ဒါဆိုရင်ဒီဝိုင်းလေးတစ်ခုကိုကျွန်တော်ယူလိုက်မယ်ပေါ့နော်အဲယူပြီးတော့ကျွန်တော်အထက်ကိုကျွန်တော်ထည့်လိုက်မယ်โอเคဒီဝိုင်းကဒီလိုမျိုးဖြစ်သွားပြီပေါ့နော်ဖြစ်သွားပြီဆိုတော့ဘာမှမဖြစ်ဘူးကျွန်တော်နည်းနည်းလေးဆွဲလိုက်မယ် โอเคဒီလောက်ပေါ့နော်အဲ့ဒါဆိုရင်ဒီအဝိုင်းကြီးကြီးနေတယ်ဒီကျွန်တော်ဒီအမဲတွေမယူဘူးဒီအဝိုင်းလောက်ပဲဘောင်အကုတ်ပေါ့ဗျာအဲအကုတ်လောက်ပဲယူမှာဆိုရင်အခုထည့်တဲ့အဝိုင်းကိုလက်နဲ့ထိတာထိထားပြီးတော့အဲဒီအောက်ဘာမှဆွဲမယ်ဆွဲမယ်ဆွဲမယ်သူ့ကိုလည်းမတ်သုံးမယ်ဗျာအဲကျွန်တော်မိဆွဲတယ်မှာမတ်ဆိုတာရှိတယ်အဲ့ဒီမတ်ကိုတစ်ချက်နှိမ့်မယ်အဲသူ့ကိုလည်းကွက်တိလိုချင်တာဖြစ်တဲ့အတွက်ဒီမှာအဝိုင်းကိုပဲကျွန်တော်နှိမ့်မယ်အဝိုင်းကိုနှိမ့်ပြီးတော့ဒီနေရာလေးမှာပေါ့နော်ဒါဆိုရင်ကျွန်တော်လက်လေးနဲ့ဒီလိုမျိုးနည်းနည်းလေးသွားပြင်းမယ်ဗျာ အဲအနီရောင်လေးတွေပေါ်တော့လေဘယ်လောက်လောက်လိုတာလဲဒီလောက်လောက်လားဒီလောက်အနီအနီရောင်လောက်ပဲလိုတာလားအဖြူချားလေးပါလိုတာလားအဲဒီလောက်လေးပေါ့နော်ဒီလိုမျိုးတွေကွက်တီကိုယူလိုက်မယ်အဒါကတော့လက်လေးနဲ့နည်းနည်းလေးပေါ့နော်အဲစိတ်ရှိလက်ရှိတဲ့အချက်လေးလုပ်လိုက်အဲကျွန်တော်ကတည်းအစီအပြေတော့ရပြီနော်အရပြီဆိုရင်အောက်ကဒါဆိုရင်ကျွန်တော်အမှန်ချစ်လေးကိုကျွန်တော်တစ်ချက်နှိမ့်လိုက်မယ်အနှိမ့်လိုက်ပြီးတော့သူ့လေးကိုနည်းနည်းကျင်းလိုက်မယ်အကျင်းလိုက်မယ်ဒါပေမဲ့လည်းကျွန်တော်ရဲ့နည်းနည်းလေးကျင်းလိုက်မယ်ဒါကိုယ့်ရဲ့ရုပ်ကလေးလောက်ပေါ့နော်အပိုလိုချင်တဲ့ position တော့ကျွန်တော်ချိန်လိုက်မယ် ဲဒီလောက်ပေါ့နော်အဲဒါပေမဲ့ကိုယ့်ရဲ့အယုတ်ကိုအောက်နေတဘာမှမဖြစ်ဘူးဒါဆိုရင်ကိုယ့်ရဲ့ဗီဒီယိုကိုဒီဒီပေါ်ထပ်တင်မယ်ပေါ့ဗျာအဲထပ်တင်မယ်ဆိုရင်ကျွန်တော်ဆိုတာအခုအခုထည့်လိုက်တဲ့ဟာကိုထိထားပေါ့နော်အခုကထည့်ထိထားလိုက်ရတယ်ကိုယ့်ရဲ့ဒီဗီဒီယိုလိုင်းကိုလည်းထိထားလို့ရတယ်အဲကြိုက်တာပေါ့နော်တခုခုထိလိုက်အဲထိလိုက်ပြီးတော့ဒီအောက်ဘာမှချက်ပြန်ဆွဲရမယ်အဲဒီအပေါ်မှာပြန်ရှာမယ်ကိုယ့်ရဲ့ဗီဒီယိုအပေါ်တင်နေတာဖြစ်တဲ့တဲ့ပေါ့နော်ကျွန်တော်အပေါ်ပြန်တင်မယ်ပေါ့ဗျာအဲဒါဆိုရင်ဒီနေရာမှာဆွဲမယ်ဆွဲမယ် ဲဒီနေရာမှာလေယာဉ်ဆိုတော့အဲဒီမှာလေယာဉ်ဆိုတာရှိရထက်နေတာလေးပေါ့နော်အဲတချို့ကကြတော့မြားကောက်လေးနဲ့အပေါ်နဲ့အောက်နဲ့ချိန်နေတာရှိမတူဘူးပေါ့နော်အဲဒီမှာထက်နေတာလေးကိုလိုက်ရှာလိုက်လေယာဉ်ဆိုတာလေးကိုအဲဒါဆိုရင်အဲလေယာဉ်လေးကိုတစ်ချက်နှိမ့်လိုက်အနှိမ့်လိုက်ရင်ဒီလိုမျိုးဒီမှာရွှေ့ပေးပြောဗျာအဲကျွန်တော်ကကျွန်တော်ရဲ့ဗီဒီယိုကိုအပေါ်တင်ချင်လိုက်ဖြစ်တော့အပေါ်တင်ပေးပေါ့အဲသူကအဲဒါဆိုရင်ကျွန်တော်ထိလိုက်ဒီမှာကျွန်တော်ရဲ့ဗီဒီယိုလေးဒီလိုလေးပေါ့နော်ဟိုကဒီပဲပြောင်းလိုက်အောင်မယ်နော်အဲသူ့ပေါ်တင်ချင်ဆိုရင်သူ့ကိုတင်လိုက်အဲဒါဆိုရင်ကိုကချက်ချင်းအပေါ်ရောက်သွားပြီပေါ့နော်โอเคဒါဆိုရင်ကျွန်တော်အမှန်လေးချက်ပေးလိုက်မယ် โอเคဒါဆိုရင်ရပြီပေါ့နော်အဲ့ဒီမှာကြီးတကယ်တော့ကျွန်တော်ရဲ့ဗီဒီယိုကကြီးနေတယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုကအချက်သွားလို့လေးရတယ်အဲ့ဒါဆိုရင်ကိုယ့်ရဲ့ဗီဒီယိုလေးကိုတစ်ချက်ထိတိုင်းပြီးပြီးတော့လက်လေးနှစ်ချောင်းနေဒီမှာသေးမလားကြီးမလားအလဲပိုးစန္ဒာတက်တက်ကိုချိန်မယ်โอเคဒါကတော့ဗီဒီယို editing စကရတော့ကျွန်တော်ရဲ့စိတ်ရှိလက်ရှိလေးလုပ်ပေါ့နော်โอเคဒါလောက်ဆိုရင်ရပြီပေါ့နော်အဲ့ဒါကတော့ကျွန်တော်နမူနာပြပေးတဲ့ဒါလောက်ဆိုရင်ရပြီပေါ့နော်အဲ့ကျွန်တော်ရဲ့ဗီဒီယိုက scale ချချလုပ်ပေါ့နော်โอเคဒါဆိုရင်ဗီဒီယိုတစ်ပုဒ်ကိုအဲဒီတိုင်းလေးဒါလုံးဝဖန်ပြီးလို့ရသွားပြီဗျာဒီတိုင်းပြောလို့ရပြီဒါဆိုရင် အဲ့ကျွန်တော်တို့ reaction တစ်ပုဒ်ကိုကောင်းကောင်းကြီးဖန်တီးလို့တက်သွားပြီပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်ကဒီတိုင်းမကြိုက်သေးဘူး။ကျွန်တော်ရဲ့မျက်နှာရည်တယ်မပြချင်ဘူးဗျာ။အကာတွန်းထည့်ချင်တာမျက်နှာဖြတ်ချင်တာပေါ့နော်။ Okay ဒါဆိုလည်းရတယ်။ဒါဆိုရင်ကျွန်တော်ကဒီတန်းလောက်တော့အဆုံးထိဆွဲတာ။ဆွဲထားပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေကကိုယ့်ရဲ့ video ကိုယ့်ရဲ့မျက်နှာကိုဖြတ်ချင်တာဖြစ်တဲ့တော့ကိုယ့်ရဲ့ video ကိုအဲကိုယ့်ရဲ့တန်းလန်းက video ကိုလက်လေးနဲ့တစ်ချက်ထိလိုက်မယ်။အထိလိုက်ပြီးတော့ဒီအောက်ဘားကိုတခါပြန်ဆွဲမယ်။ဆွဲဖို့တော့ဒီနေရာမှာအဖက်သုံးရမှာပေါ့ဗျာ။အဖက်ဆိုတာကိုလိုက်ရှာ။ အဲဒီမှာဒီမှာကျဲပုံလေးနဲ့ရှိတယ်ပေါ့နော်အပတ်ဆိုတာအဲဒီကျဲပုံလေးနဲ့အပတ်ဆိုတာလေးကိုအချက်နှိပ်အနှိပ်ပြီးတော့ဒီမှာလူကိုဗဇက်လေးပြဲနေဗျာဘော်ဒီအပတ်ပေါ့နော်အဲဒီမှာဒီနေရာလေးကိုကျွန်တော်မြတ်ထောက်ထားတဲ့နေရာလေးကိုတစ်ချက်နှိပ်အနှိပ်လိုက်ရင်ကျွန်တော်တို့ကဒီနေရာမှာကတ်တုံးမျက်နှာအသုံးပြုချင်တာဖြစ်တယ်တော့ပေါ့နော်အဲဒီနေရာမှာလိုက်ရှာပေါ့ဗျာတရားတော်နဲ့တော့မတူဘူးထားသူလေးတွေပေါ့နော်အဲကျွန်တော်ဒါလေးကိုဆွဲမယ်ဆွဲပြီးတော့အဲဒီမှာဒီနေရာမှာကတော့ကတ်တုံးအဖတ်လည်းရှိတယ် အဲဘယ်လိုပြောမလဲအဲမျက်နှာပြောင်းအဖက်လေးတွေရှိတယ်ပေါ့ဗျာအဒီနေရာလေးကျွန်တော်မျှရတဲ့တစ်ချက်ကြည့်အဒီဒီနေရာကျွန်တော်ပြထားတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်โอเคအနှိပ်လိုက်ရင်ဒီလိုမျိုးလေးပေါ်လာမယ်ပေါ်လာမယ်ဆိုရင်ဒီလိုမျိုးလေးကျလာမယ်ဒီထက်ကတော့အတချို့ကလည်းကြတော့ diamond တွေပါလေပြနေရတော့မရဘူးပေါ့နော်အကျွန်တော်ရကက်ကက် version ကလည်းကျွန်တော် crack ထားတာဖြစ်တဲ့အတွက်ပေါ့နော်အဲဒီလောက်ပဲပါတယ်ပါတလောက်လေးပေါ့နော်အနေနဲ့နဲတယ် diamond တော့မပါဘူးပေါ့နော်အဲဒီကက်ကက် version ကိုလည်းကျွန်တော်ချပေးမယ်ဒါကတော့ ဗီဒီယို export ထုတ်တဲ့နေရာမှာတော်တော်ကောင်းတယ်အဲကိုယ်တိုင်ခရက်ထားတဲ့ version ဖြစ်တဲ့တော့ဗောနော် okay ဒါဆိုရင်ကျွန်တော်ကျွန်တော်ရဲ့မျက်နှာဖြတ်ဘယ်ကဖြတ်မှာလဲဗောနော်အဲသူပေးထားတာလောက်ပဲရတာဗောနော်ကျွန်တော်တို့ဝယ်ထားတာမဟုတ်ဘူးဆိုတော့ okay ဒါဆိုရင်ခစ်စားနေတဲ့ဒါကောင်လေးဗောနော်ကတ်တုံးမျက်နှာလေးဒါဆိုရင်ကတ်တုံးမျက်နှာလေးကိုထည့်လိုက်မယ်အဲထည့်လိုက်တဲ့နေရာမှာကျွန်တော်ရဲ့မျက်နှာကိုချက်ချင်းရောက်သွားပြီဗောနော် okay ဒါဆိုရင်ကျွန်တော်ဒီမှာအမှန်ချက်လိုက်မယ်အမှန်ချက်လိုက်ရင်ဆိုရင်ဒါဆိုရင်ကျွန်တော်တို့ကတ်တုံးအဖက်ကကိုယ့်ရဲ့မျက်နှာတွေကိုဝင်သွားပြီဗောနော် okay အဲဒီတိုင်းလေးဒါကျွန်တော်တို့ အဲကာတွန်းမျက်နှာပြောင်လေးနဲ့လည်းဖန်တီးခြင်းလို့ရတယ်ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ရဲ့မိတ်ဆွေအဆင်ပြေတဲ့နေရာမှာအသုံးပြုလို့ရတယ်ပေါ့နော်အဲဒီဗီဒီယိုလေးကဒါမိတ်ဆွေတို့အကျိုးရှိမယ်လို့လည်းမျှော်လင့်တယ်အဲတငယ်ချင်းတွေတည်အောင်လည်း share ပေးခြင်းနဲ့ကူညီပေးဖို့လည်းကျွန်တော်တောင်းဆိုခြင်းနဲ့ဒီဗီဒီယိုမှာ share 100လောက်ရရင်အဲဒါကတော့ share တောင်းစားတာပေါ့နော် share 100လောက်ရရင်ဒီကက်ကက် version ကိုလည်းကျွန်တော် free ချပေးမယ်โอเคဒါဆိုရင်ကျွန်တော်ဒီကက်ကက် version ကဘယ်လောက်ထိ export ထုတ်လို့ရလဲဆိုတာကိုလည်းကျွန်တော်ပြပေးမယ် အဲ့ဒီမှာ export ရှိတယ်ပေါ့နော် export မတော့ခင်ဒီဘက်ကတော့ဘယ်လောက် size နဲ့ export ထုတ်လို့ရလဲဆိုတော့တစ်ချက်ပြပေးမယ်။အမှဒီမှာကျွန်တော်ရကက်ကက် version ဒီကျွန်တော် free တုံးနေတာဖြစ်တယ်။ဒီ version ကိုကျွန်တော်ရမဆွေကို free ပေးမယ်။အဲ့ဒီမှာ 4K ကြီးကို export ထုတ်လို့ရတယ်။ Okay ဒါကခဏခဏ version ဖြစ်တဲ့တော့ပေါ့နော်။အဲကျွန်တော်တို့ video ရဲ့ quality ကိုလည်းစိတ်ကြိုက်ထုတ်လို့ရတယ်ပေါ့နော်ဒီ version က။အဲဒါကြောင့်ကျွန်တော်ရဲ့ video ကို like share တရာလောက်ရရင်တော့ဒီကက်ကက် version ကိုဒီ video ရဲ့ အကွန်မန်းမှာပေါ့နော်ကျွန်တော်ချပေးပါမယ်။ဟုတ်ကဲ့ပါတငယ်ချင်းတွေတည်အောင်လဲ share ပေးခြင်းနဲ့ကူညီပေးဖို့လဲကျွန်တော်တောင်းဆိုခြင်းနဲ့အဲနောက်ထပ်ဗီဒီယိုတွေမှာဒီထက်ကောင်းတဲ့ဗီဒီယိုတွေကိုလည်းကျွန်တော်ထပ်ပြီးတော့ sharing လုပ်ပေးမယ်။ကျွန်တော် copyright တွေလွတ်အောင်လဲဘယ်လိုမျိုးအတည်ရမလဲဆိုတာကိုလည်းကျွန်တော်ထပ်ပြီးတော့ sharing လုပ်ပေးမယ်ပေါ့နော်။ဘာအခကျင်းငွေမှာပေးစရာမလိုဘူး။ကျွန်တော်ရဲ့မိတ်ဆွေရဲ့ share လေးတစ်ချက်နဲ့ပေါ့နော်။ကျွန်တော်ကိုကူညီပေးဖို့ကျွန်တော်တောင်းဆိုပါရစေ။ဟုတ်ကဲ့ပါ။ဒီဗီဒီယိုလေးကတလောက်ဆိုရင်မိတ်ဆွေတို့ အတုံးဝင်မယ်လို့လည်းမျှော်လင့်တယ်အကျိုးရှိမယ်လို့လည်းမျှော်လင့်တယ်တငယ်ချင်းတွေသိအောင်လည်းရှယ်ပေးခြင်းနဲ့ကူညီပေးပါလို့တောင်းဆိုရင်လည်းနောက်ထပ်ဗီဒီယိုလေးမှာအပိုင်း၅မှာပြန်ပြီးတော့ဆုံသွေးကြတာပေါ့နော်ဟုတ်ကဲ့ပါအဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ